ဒီစာအုပ်ရဲ့အဓိကသတင်းစကားရှင်းပါတယ်။ Tomorrow ကအရာအလုံးလုံးနိုင်နေဆိုတဲ့အယူအဆကိုစွန့်လွတ်ပြီး တကယ့်ကိုအရေးပါတဲ့အရာနည်းနည်းကိုပဲထိထိရရလုပ်မယ်ဆိုတဲ့အတွေ့အကြုံလက်ခံဖို့လိုအပ်ပါတယ်။ Essentialism ဆိုတာစိတ်ကူးတက်တက်မဟုတ်ပါဘူး။ဒါကစီကန်းရှိရဲ့ဘဝနေထိုင်မှုပုံစံတစ်ခုပါ။အပိုင်းတအနိတာရာတနန် essentialists and essentialists ကျမတို့ရဲ့ဘဝမှာလူအုပ်စုနှစ်စုပဲရှိပါတယ်။ Man essentialist သူတို့ကအခွင့်အရေးအားလုံးကိုတန်းတူလို့မြင်ပြီးအားလုံးကိုလုပ်ဖို့ကြိုးစားတယ်။ဒါကြောင့်အချိန်ပြည့်အလုပ်များနေပေမဲ့ရလက်ကောင်းနေမရရှိပဲပင်မန်းနှန်းနေနေတတ်ပါတယ်။ Essentialist သူတို့ကအခွင့်အရေးအများစုဟာအပေါ်ယံတာဖြစ်ပြီးတကယ့်အရေးပါတဲ့အရာနည်းနည်းသာရှိရလို့သိတယ်။ဒါကြောင့် အရေးမပါတာတွေကိုရရဲဝုံဖယ်ရှားပြီးအရေးကြီးဆုံးအရာတွေမှာပဲစွန့်ရင်အလုံးကိုရှင်းနှီးမြှုပ်နှံတယ်။နေ့ရွေးချယ်မှုဤအင်အား Essentialism ရဲ့အခြေခံအုတ်မြစ်ကတော့ကျမတို့မှာအမြဲတမ်းရွေးချယ်ခွင့်ရှိတယ်ဆိုရယ်ယုံကြည်ချက်ပါပဲ။တတိပေးချက် ကျမတို့ဟာကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်ကိုလက်လွတ်လိုက်တာနဲ့အခြားလူတယောက်ဒါမှမဟုတ်ပဝန်းကျင်အားပဲကျမတို့တို့ဘာလုပ်ရမလဲဆိုတာကိုဆုံးဖြတ်သွားပါလိမ့်မယ်။ တင်ဟာတင်ဖို့အောင်စဉ်းစားကြမစီမံရင်အခြားသူတယောက်ကတင်အတွက်စီမံသွားလိမ့်မယ်လို့စာရေးသူကပြောပါတယ်၃အောင်မြူးမှုဤကန်ဆိုးမှုမှာလူတွေကဘာလို့နန်အက်ဆန်ရှယ်လစ်ဖြစ်လာရတာလဲအောင်မြင်မှုရဲ့ကန်ဆိုးမှုမှာကြောင့်ကြောင့်ပါပဲစင်တစ်ဒီဖိုကတ်ချာအောင်မြင်မှုရတယ်အောင်မြင်မှုရတော့အခွန်ရေးနဲ့တောင်းဆိုမှုတွေပုံများလာတယ်အစင်၃အရာအားလုံးကို yes လို့ပြောလိုက်တာကြောင့်အာယုံပြန့်လွင့်ပြီးအထူးအရာတွေကလည်းဝေးကွာသွားတယ် ဆင့်တယ်။နောက်ဆုံးမှာအောင်မြင်မှုကနေပြန်လဲကျဆင်းသွားရပါတယ်။ essentialism ကဒီတန်ညာကိုဖျက်တောက်ဖို့အတွက်ပဲဖြစ်ပါတယ်။ရှာဖွေခြင်း။ essentialist ဖြစ်ဖို့အတွက်ဘယ်ຢာကတကယ်အရေးကြီးတယ်ဆိုတာကိုရှာဖွေဖို့လိုပါတယ်။ escape ခွဲထွက်ခြင်းအရေးပါပေါ့။မပါတာတွေနဲ့ဆက်သွယ်ဖြတ်ပြီးစဉ်းစားတွေးခေါ်ဖို့တည်တံ့ခြင်းကိုဖန်တီးပါ။ဘေကိတ်လိုပုံကိုယ်တည်းတွေတောင်မှတွေးခေါ်ဖို့အတွက်တင့်ခွင့်ယူခဲ့ကြပါတယ်။လောဆောင်နေ တလားတခါဒါမှမဟုတ်တစ်ဖက်ကိုတရက်ဖုန်းနဲ့အင်တာနက်ကိုပိတ်ပြီးပြဿနာရဲ့အနှစ်သာရကိုဒါအာရုံစိုက်ဖို့အချိန်ယူပါနေ့အိဆက်ချင်တဲ့ကစားချင်အိဆက်ချင်နန်းအဆန်ရှယ်လစ်တွေကအိတ်ထိလျှော်လိုက်ရင်ပို့ပြီးလှုပ်လှုပ်ရမယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့ essential list တွေကအိပ်ဆက်ခြင်းဟာစင်ခံခြင်းမဟုတ်ပဲဥစားပေးရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ခံယူတယ်။အရေးဝတဲ့ဟာတင့်ရဲ့အုံနောက်ကိုအမြင့်ဆုံးဆက်ဆောင်ရေးမှာလောက်ကင်နေစေရဲ့။ကစားခြင်း ကစားခြင်းကတီထွန်ဖန်တီးနိုင်စွာမြင့်တင်ပေးပြီးစိတ်ဖြစ်သည်မှုကိုလျှော့ချပေးပါတယ်။အလုံးနဲ့ကစားတာကိုတိကျခွဲမထားပဲဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်မြင်ပါ။90ရာခိုင်နှုန်းစီမြင်ရွေးချယ်စရာတစ်ခုအဆုံးဖြတ်တဲ့အခါအရေးကြီးဆုံးစံနှုန်းကိုသတ်မှတ်ပါ။နှစ်ရွေးချယ်စရာတစ်ခုစီကိုအဲ့ဒီစံနှုန်းနဲ့0မှ100ရာခိုင်နှုန်းထိအမှတ်ပေးပါ။၃90ရာခိုင်နှုန်းအောက်ရတဲ့အရာမှန်သမျှကို0လို့သတ်မှတ်ပြီးပယ်ချပါ။၄ ကောင်းတယ်ဆိုတဲ့အခွင့်အရေးတွေကိုလုံးလုံးကူကူပဲချပြီးအကောင်းဆုံးအခွင့်အရေးကိုဒါရွေးချယ်ပါ။ပိုင်း၃ဖယ်ရှားခြင်းလဲလဲဦးရင်ဆိုင်မှာအနာအဆက်ရှယ်လစ်တွေကအားလုံးကိုဘယ်လိုလုပ်ရမလဲလို့မေးကြတယ်။ Essential list တွေကတော့တမိုးကြီးရဲ့အရာတခုကိုရဖို့အတွက်ဘာကိုဆွတ်လွတ်ရမလဲလို့မေးပါတယ်။မှန်တယ်။လဲလဲဆိုတာဘဝရဲ့အစိတ်အပိုင်းမှာရှားလုံးရဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်တင့်ရဲ့အချိန်နဲ့စွမ်းရင်ကိုအရေးကြီးဆုံးရမှာပဲယင်းနည်းမြုံနဲ့မှာ နဲ့ no လို့ပြောရတဲ့တတိအဆန်ရှယ်လစ်ဖြစ်ဖို့အတွက်အခက်အခဲဆုံးအရာက no လို့ပြောရတဲ့တတိပါပဲလူတွေကပတ်ဝန်းကျင်ရဲ့အမြင်ကိုကြောက်လို့အဆင်မပြေဖြစ်မှာကိုကြောက်လို့ yes လို့ပြောမိတတ်ကြပါတယ်အရင်ကျေးဇူးညင်းပယ်နေ no လို့ပြောတာလူညင်းပယ်တာမဟုတ်ပဲတောင်းဆိုမှုကိုဒါညင်းပယ်တာဖြစ်ကြောင်းသတိပြုပါ no လို့တတရရနဲ့ရင်ရင်ကြီးကြီးပြောပါအမဒီကိစ္စကကျမရဲ့လက်ရှိဦးစားပေးအစီအစဉ်နဲ့မကိုက်ညီလို့ပါနောက်တစ်ခါအခွင့်အရေးရှိရင်လုပ်ပေးပါမယ် ပူပေါင်းပါဝင်ပါမယ်လို့ပြောကြည့်ပေါ့ subcot fallacy ကိုရှောင်ပါတမတို့ကအချိန်ငွေစွန့်ရနေအများကြီးသုံးနာပေးတဲ့အရာတခုကိုပြန်နှုတ်ဖို့နှမျောလို့ဆက်လက်လှောက်ဆောင်နေကြပါတယ်ဒါကို subcot fallacy လို့ခေါ်ပါတယ် essentialist အတိတ်ကယင်းဒီမြုပ်နှံမှုတွေမဟုတ်ဘဲအနာဂတ်မှာအကောင်းဆုံးရလောက်ဘာပေးမလဲဆိုတာကိုသာကြည့်ပြီးဆုံးဖြတ်ပါတယ်ဖြေမပါတော့တဲ့အရာကိုရေရွေးဝွင့်စွန့်လွတ်လိုက်ပါပိုင်လေကောင်းတဲ့ပေါ်ချင်း အရင်အချိန်ထားပါနန်းဆက်ရှယ်လစ်တွေကအရာအလုံးအကောင်းဆုံးဖြစ်မယ်လို့ယူဆပြီးအချိန်စရာကိုကြက်တဲစွာဆွဲကြတယ်ဒါပေမဲ့ essential list တွေကတော့ပျော်လေးနဲ့မှရဖြစ်လာမယ်ဆိုတာကိုကြိုသိအကြံပြုချက်အလုံးတစ်ခုကိုခံမှန်းထားတဲ့အချိန်တန်း90ရာခိုင်နှုန်းပုံများတဲ့အချိန်ကိုအရင်အချိန်ဖြစ်ထက်သွန်ပါနှစ်ဒါစီများဖယ်ရှားခြင်း essential list တွေကအလုပ်ကိုတွန်းအားပေးမဲ့အစားလုပ်စရာရှိတဲ့အရာတွေလုပ်လို့မရအောင်ဘာတွေကတားဆီးနေလဲဆိုတာကိုရှာဖွေပြီးအတားဆီးတွေကိုဖယ်ရှားဖြစ်ပါတယ်။ဥပမာ deep work လုပ်ဖို့အတားဆီးက email ဖြစ်နေရင် email ကိုစစ်ဆေးရမယ့်စနစ်ကိုပြောင်းလဲပါ။၃စနစ်တည်ဆောက်ခြင်း essentialism ဆိုတာတစ်ခါတရံလုံဆောင်ရတဲ့အလုပ်တစ်ခုမဟုတ်ပဲနေ့စဉ်စီကံတစ်ခုဖြစ်ပါတယ်။အရေးကြီးဆုံးအရေးကြီးတဲ့အရာတွေကိုလက်ကူစေဖို့အတွက် စနစ်နဲ့အလေးချက်တွေကိုတိစောက်ပါတင့်ရဲ့အထက်ကပန်းနိုင်စီကိုမကတ်ခဲပဲအလိုရောက်ရရှိနိုင်ဖို့အတွက်လေကူစွာအကောင့်ထဲပေါ်ခြင်းကိုဖန်တီးပါဒီကုန်းကြောင့် essentialism ဆောက်ရတဲ့ကတင်ရတာကတော့ကျမတို့မှာအသက်ရှင်မှုအချိန်စွန့်ရင်နဲ့စိတ်အားထက်သန်မှုကကန့်သက်ထားရဆိုတာကိုလက်ခံဖို့ပါပဲဒီကန့်သက်ထားတဲ့အရာတွေကိုအရေးကြီးဆုံးအရာတွေမှာဒါရှင်နှီးမြုပ်နှံခြင်းကဒါနောင်တခင်တော်ဘဝကိုရရှိနိုင်မှာပါ the essentialist way ပုံနေတာပုံကောင်းတယ်ဆိုတဲ့အတွေ့အကြုံနဲ့ဘဝကိုစီမံခန့်ခွဲပါဒီဗီဒီယိုကတည့်ရဲ့လှုပ်လှုပ်ပုံနဲ့ဘဝနေထိုင်မှုပြောင်းလဲပေးနိုင်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဇာတ်ဥနှစ်ချုပ်တွေကိုကြည့်ဖို့ channel ကို subscribe လုပ်ထားပေးပါအောင်နော်ကျေးဇူးတင်ပါတယ်